တခါတုန်းကဒေါ်လှလာဆိုတဲ့အဖွားအိုကြီးတယောက်ကအိမ်တအိမ်မှာနေထိုင်ခဲ့ပါတယ်။သူမရဲ့ခင်မွန်းတန်ဆုံးပါခဲ့တာနှစ်အနည်းငယ်ကြာခဲ့ပါပြီ။ဒေါ်လှလာမှာ သား၃ယောက်နဲ့တမတ်၃ယောက်ရှိပါတယ်။အကြီးဆုံးသားအမိကကိုကြီးဒုတိယသားအမိကကိုလက်နဲ့အငယ်ဆုံးသားအမိကကိုသားဖြစ်ပါတယ်။ကိုကြီးရဲ့ဇနီးမမြန်တို့ဟာတနေ့လုံးအိမ်မှုကိစ္စတွေနဲ့ သူခမရကို ပြုစုရင်းအချိန်ကုန်နေပါလေကိုလက်ရဲ့ဇနီးတော်တန်းကတော့အလွန်လှဲ့လေသူဖက်ရှင်ကြပြီးအိမ်မှာဘယ်တော့မှမနေတတ်တဲ့သူပါအငယ်ဆုံးသားကိုသားရဲ့ဇနီးကတော့အချိန်ပြေလက်တော်ပေါ်မှာပဲလက်တော်ကြည့်နေခဲ့ပါတယ်တနေ့မှာတော့ဒေါ်လာလာ မနှက်ခဲမှာရေချိုးပြီးဖယားเจ้าကို ပူဇော်ဖို့သွားပါတယ်အားလုံးရောက်ပြီလားဒေါ်တန်းနဲ့ဒေါ်ထွေးဘယ်မှာလဲ အမေဒေါ်တန်းကပန်းချန်သွားတယ်။ဒေါ်ထွေးကတော့ညနေတဲ့အထိအလုပ်တွေလုပ်နေခဲ့လို့အိမ်နေတော့မှာ။ဖះရီငါသူတို့တွေကိုမလုပ်ရမလဲ။အ ਨੇ စုံပူစောချင်းမှာတော့မိသားစုအားလုံးစုကြရမှာပေါ့။မဟုတ်ပါဘူး။တယောက်ယောက်ကလှဲ့လေဖို့အကြောင်းပြချက်လုံနေပြီ။တယောက်ယောက်ကအလောက်အကြောင်းပြကမနဲ့နဲ့တဲ့အထိအိမ်နေတဲ့။ငါကံကူကမကောင်းလို့ပဲ။ဒီလိုတမတ်တွေအိမ်မှာရောက်လာတာ အမေမနက်ခင်းမှာစိတ်မဆိုးပါနဲ့ကျမတို့အားလုံးရှိတယ်မလားကဲပူစောပြီးမှစလိုက်ကြရအောင် အားလုံးပူစောပြီးတဲ့နောက်သူတို့ရဲ့ကိစ္စရက်တွေမှာစာရင်တောင်းရင်ကြံရက်ခဲ့ကြရတယ်။ဒါတော့ရောက်လုံးအလုတ်ကိုတွားကြရတယ်။မမြန်တို့ကတော့ချက်ပြုတ်ရန်အတွက်မိဘူတွေကိုဝန်းသွားတယ်။ဒေါ်လာလာကတော့အိမ်ချံဝင်းနဲ့ထိုင်ပြီးဂွန်တီရာကဂွန်ရာစာနေတယ်။ခဏကြာမှတော့ ဒေါ်တန်ပန်းချံကနေပြန်ရောက်လာတယ်။ဟေးတော်တော်ငါ့အတွက်မြင်းမြန်းနဲ့တမရည်တစ်ခွက်လုပ်ပေးပါလား။အိုးဟုတ်ဟုတ်မိဖုရားကြီးပြန်ရောက်လာပြီလား။ဘူးသောချိန်မှာပြောင်းနေတက်ပြီးတော့ပြန်ရောက်လာတာနဲ့သူမဟာတနာစရာကောင်းတဲ့သူပေါ်အမိန်ပေးနေပြန်တယ်။ဘာပဲဖြစ်ဖြစ်အမေမနက်ခင်းမှာကျမကိုစူပြီးတော့မနေပါနဲ့။ဒေါ်တန်တော့ပြီတဲ့နောက်မှာတော့ဒေါ်ထွေးကမျက်လုံးပြူနေအောင်အိပ်ရာထဲကနေထလာတယ်။ဟေးတော်တော် ကျင်းပါတဲ့လက်ဖက်ရည်တစ်ခွက်လောက်လှုပ်ပေးပါလားမိဖုရားကြီးတယောက်မသွားသေးခင်ပဲငယောက်တယောက်ကရောက်လာပြီးအမိန်ပေးနေပြန်ပြီတင်တို့ကိစ္စတင်တို့ကိုယ်တိုင်လှုပ်ကြပါလားသူမကငါကတင်တို့ရဲ့အခိုင်းစိန်မဟုတ်ဘူးအမေဘာမှမဖြစ်ပါဘူးမင်းနဲ့အနေငယ်ပဲကြာမဲ့လို့ပါမင်းကဘလောက်ပဲကောင်းတဲ့သူလဲတော်တော်နောက်ပြီးဒီဟာကအချိန်တိုင်းကျမတို့ကိုစူစဲဖို့အခွင့်အရေးကိုရှာနေတဲ့တယ်အမေစိတ်မပူပါနဲ့ သူတို့တွေတင်ယူသွားကြပါလိမ့်မယ်အခုတော့ကလေးစံနေသေးတယ်ဘာမှမဟုတ်သေးဘူးဒေါ်တန်းနဲ့ဒေါ်ထွေးတို့ရဲ့သဘောထားကအမြဲတမ်းဒီလိုပါပဲသူတို့ကမမျက်တို့ရဲ့ယူသားကောင်းမှုမှုကိုအမြဲတမ်းအခွင့်ကောင်းယူပြီးသူမစီကနေအလောက်အကုန်လုတ်ခိုင်းတကြတယ်ဒီနေ့မှာတော့တားတော့ရောက်စလုံးမရှိတဲ့အချိန်မှာဒေါ်လာလာရဲ့ကျမ်းမာရေးချင်းနေဟာတိတိတတဆိုးရွားသွားတယ်အာတယောက်ယောက်ကဲတယ်မှာကျမနေမကောင်းဘူး တယောက်ယောက်မြင်မြန်လာကြပါဒေါ်လာလာရဲ့အတန်ကိုကြားပြီးဒေါ်အတန်ပြေးထွက်လာကြည့်တယ်ပြီးတော့ပြန်ဝင်သွားပြီးသူ့ညီမဒေါ်ထွေးကိုပြောတယ်ဟေးဒီဖွားကြီးကဘာလို့အောနေတာလဲနက်နေလောက်တော့ကြည်စမ်းပါလားသူကကျမကိုခေါ်နေတာလားငါတော့ရမယ်ဒီလိုဆိုသူကကျမနာမည်လည်းမခေါ်ဘူးဒါဆိုကျမဘာလို့တော့ရမှာလဲအငင်းသာကြီးပါကျမတို့ရုပ်ရှင်ကြည့်ကြမယ်သူတို့တွေရဲ့အလုပ်ကကျမတို့ကိုအချိန်တိုင်းဒုက္ခပေးဖို့ပဲ တို့ကကျမတို့ကိုမင်းနဲ့ပိုင်းလောက်အနားယူတာကိုတော့မကြိုက်ကြဘူးဒေါ်လာလာကျမ်းပြင်ပေါ်လဲကြသွားတယ်အတန်ထွက်တောင်းမရတော့ဘူးဒါပေမဲ့တမတ်နှစ်ယောက်စလုံးအောက်ကိုမဆင်းလာကြဘူးအကြာကြီးကြာပြီးတဲ့နောက်မမြန်လို့ဈေးကနေဟင်းဒီဟင်းရဲ့ဝဲပြီးအိမ်ပြန်ရောက်တဲ့ခါမှာတော့သူ့ကိုကျမ်းပြင်ပေါ်မှာလဲနေတာမြင်လိုက်တော့သူမရဲ့အော်တန်က ထွက်ကြံခဲ့တယ်အမေအာတယောက်ယောက်အမြန်လာကြပါတယောက်ယောက်ရှိရလားအမြန်လာကြပါ အမေကိုဘာဖြစ်သွားလဲကြည်ကြပါတယောက်ယောက်လာကြပါမမြန်တို့ရဲ့အတန်ကိုကြားတာနဲ့ဒေါ်တန်းနဲ့တော်ထွေးမြင်းမြန်ဆန်ဆန်အောက်ကိုဆင်းလာကြတယ်အာသူတို့ဘာဖြစ်သွားတာလဲကျမကတင်တို့နှစ်ယောက်ကို ပြောထားတယ်မလားအမေကိုဂယုစိုက်ဖို့ဒီနေ့သူတို့နေမကောင်းဘူးအိုးကိုကိုတိုင်းဈေးတော်ပြီးတော့လှည့်လဲနေတာအခုကြမှာကျမတို့အပေါ်ကိုဩနေတယ်ကျမလှည့်လဲဖို့မတော်ပါဘူးကျမဈေးကနေလိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့တော်တာ အခုတော့မြင်မြန်နဲ့ဆရာဝန်တယောက်ကိုခေါ်ပါဒါပေမဲ့ဒေါ်လာလာမှာအချိန်မရှိတော့ဘူးသူမသွားကနေသူမရဲ့အဆောင်တစားတွေနဲ့အိမ်ကြီးစာရွက်စာတမ်းတွေကိုမမြန်တို့ကို ပေးလိုက်တယ်မမြန်တို့ကငိုနေခဲ့တယ်ဒါပေမဲ့ဒေါ်တန်းနဲ့ဒေါ်ထွေးကတော့ဂယုမဆိုင်တလို့ပဲဒေါ်လာလာဆုံးပါသွားတော့မမြန်တို့ကလုံးဝတယောက်တည်းကြံနေခဲ့တယ်ဒါပေမဲ့ဒေါ်တန်းနဲ့ဒေါ်ထွေးကတော့အရန်ပြောနေကြတယ် ူတို့ရဲ့ခင်မုံတွေကလည်းသူတို့ကိုအရင်ကြောက်လို့ဘာမှမပြောရကြဘူး။ဒညမှာတော့ဒေါ်တန်းရေတောက်ပြီးသူ့ခန်းထဲကိုပြန်ဝင်သွားနေစမှာသူမှမြင်လိုက်ရတာကအိမ်ချံဝင်းထဲကထိုင်ကုန်ပေါ်မှာတယောက်ယောက်ကကိုင်းရာစားနေတယ်။အဲ့ဒီထိုင်ကုန်ပေါ်မှာဒီဖွားကြီးထိုင်နေခဲ့တယ်။ဒါဆိုဒီချိန်ဘယ်ဒီမှာဘသူရှိနိုင်မှာလဲ။တစီဖြစ်မှာလား။မှန်တဲ့တမန်ငါပါပဲ။တင့်ရဲ့ခမညာအခုငါပြန်ရောက်လာပြီ။တင်တို့ကိုတင်ကန်းစာပေးဖို့ပဲ။ နောက်တနေ့မနက်အမဲလိုလိုဒေါ်တန်းပန်းချံကိုသွားတယ်။ဒေါ်ရွေးကတော့ဇိန်ကြကြအိတ်နေတော့မှတနာစရာကောင်းတဲ့မမြန်တို့ကမိဘူထဲမှာအလုလုံနေတယ်။ဒီနေ့မမြန်တို့ရဲ့ကျမ်းမာကြီးကလုံးဝမကောင်းဘူး။သူမသူ့ခန်းထဲကိုခဏဝင်သွားခဲ့တယ်။အဲဒီချိန်မှာပဲဒီကဝေးရောက်လာပြီးဒီမှာကြည်စံအားလုံးကဒီတိုင်းပဲပြစ်ထားတယ်။တနာစရာကောင်းတဲ့ငါတမန်ဒီလောက်များတဲ့အလုပ်ကိုဘလို့လုံးမှာလဲ။ငါအခုလုံးလိုက်မယ်။ ကဝေးကလက်ချောင်းတစ်ချက်ကိုတောက်လိုက်တာနဲ့ဟင်းအားလုံးချက်ပြီးသွားတယ်။ပြီးတော့ပျောက်ွယ်သွားခဲ့တယ်။မမြင်လို့ပြန်ရောက်လာတဲ့အခါဓာရီအားလုံးမြင်တော့အံ့အားတင့်သွားခဲ့တယ်။သူမထင်တာကတော့ဒေါ်တန်းနဲ့ဒေါ်ထွေးတို့လှုပ်ခဲ့တာပေါ့။ဒါပေမဲ့ဒေါ်တန်းနဲ့ဒေါ်ထွေးကတော့သူမကိုစန့်ကျင်ပြီးလှုပ်ကြံစီးကပ်နေကြတယ်။ဒေါ်တန်းကလှုပ်လှုပ်ဝှက်ဝှက်မမြင်လို့ရဲ့အခန်းထဲဝင်သွားပြီးသူ့ကိုပေးတဲ့အဆောင်တစားကိုခိုးယူဖို့ကြိုးစားတယ်။ဒါပေမဲ့သူခင်ဗျား ကဝေးအသွင်နဲ့တဆေအသွင်နဲ့သူ့နောက်မှာယက်နေတယ်။ဒီနှစ်ယောက်ကငါရဲ့အဆောင်တစားတွေနဲ့အိမ်ကြီးစာပစ္စည်းတွေကိုပဲမျက်စီကြံနေတာတဲ့။ဒါဟုငါကူတင်ကန်းစာပေးလိုက်မယ်။ကဝေးကနောက်ကနေဒေါ်တန်းရဲ့စပင်းကိုဆွဲကာသူမကိုလှည့်ပဲပြီးတော့လဲသွားစေတယ်။အာကဲတင်ကြပါ။ကဲတင်ကြပါ။ကျမကိုတယောက်ယောက်ဒေါ်တန်းခုံးမော်ပြီးကျမ်းပင်ပေါ်ကိုလဲကြသွားတယ်။သူမကဟိုဟိုဒီဒီကြည့်လိုက်တယ်။ ဒါပေမဲ့ဘသူကိုမှမမြင်ရဘူး။သူမှမြင်မြန်ဆန်းဆန်းတော်ထွေးစီကိုသွားတယ်။ကျမဒီမှမသွားတော့ဘူး။ဘသူစပင်ကိုဆွဲပြီးကျမကိုလှည့်ချသွားတာလည်းမသိဘူး။ဒီမှတေချာပေါက်တစ်စီတစ်ကောင်ရှိနေပြီ။တင်ကိုတိုင်လဲကြောက်တတ်တဲ့သူပဲ။ကြီးကျမဘလို့အဆောင်တစားနဲ့စာရွက်စာတမ်းတွေကိုယူလာနိုင်မလဲဆိုတာ။ဒီတစ်ခါတော့တော်ထွေးကမမြင်တို့ရဲ့အခန်းထဲဝင်သွားပြီးအင်ကြီးအင်စာစာရွက်စာတမ်းတွေနဲ့အဆောင်တစားကိုရှာတယ်။ဒါဆိုရင်တော့တယောက်ယောက်ရောက်လာပြီးဒါကလည်း ငါတင်ငန်းစာပေးလိုက်မယ်။ဒေါ်ရွေးကသူ့ခမရတစ်တာတွေကိုဖွင့်လိုက်တဲ့အချိန်မှာတော့နောက်မှရက်နေတဲ့သူကသူ့ခေါင်းပေါ်ကိုမြေကြီးအပုံကြီးနဲ့သူအုတ်ခဲကြီးတစ်ချက်ချလိုက်တယ်။အာတေးပြီ။ကျမဟေးတယောက်ယောက်ကဲကြပါဦး။ဒေါ်ရွေးကပြေးထွက်သွားပြီးဒေါ်တန်းစီကိုရောက်သွားတယ်။တဆီကတော့အဲ့ဒီမှာပဲရက်ပြီးတော့အရန်ရေခဲ့တယ်။ငါ့ရဲ့အဆောင်တစားနဲ့စာရွက်စာတန်းတွေကိုတယောက်ယောက်ထိမိအောင်ကြိုးစားကြည့်စမ်းပါဦး။လာပါမင်းတို့ ဒေါ်ရန်နဲ့ဒေါ်ထွေးဘလို့လှုပ်ပြီးတော့အဆောင်တစားရင်းနဲ့စာရွက်စာတမ်းတွေကိုမမြန်တို့စီကနေခိုးယူတယ်လဲဆိုတာဆွေးနွေးကြတယ်တခုခုလောက်ကြမယ်မမြန်တို့ကိုပဲဖယ်ရှားလိုက်ရင်ဒါဆိုအင်ကြီးအင်စာစာရွက်စာတမ်းတွေနဲ့အဆောင်တစားရင်းကိုကျမတို့လက်ထက်ရောက်လာမယ်ဒါပေမဲ့ကျမတို့ဘလို့လှုပ်ကြမှာလဲဒီညသူမရဲ့အစားထဲမှာအစိတ်ခက်လိုက်မယ်မဟုတ်ဘူးဒါကမှန်မယ်လို့မထင်ဘူး ကျမတို့လေကားထည့်တွေပေါ်မှာ စီတွန်းထားလိုက်မယ်စီတွန်းထားမယ်ဒါဆိုရင် तू မချော်လဲပြီးတော့ဒါကြောင့်မတက်တာဘူးဖြစ်သွားမယ်ဒေါ်တန်းနဲ့ဒေါ်ထွေးတို့ကလေကားတဲ့အားလုံးမှာစီတွန်းထားတယ်ကဝေကဝေကတော့သူတို့လုံနေတာကိုမြင်နေအဲ့ဒီလိုအပြုမှုတွေကို ထိရောက်ပြီလားဒါတွေကိုငါကူပြောပြလိုက်မယ်ကဝေကနှစ်ယောက်စလုံးရဲ့နှုတ်ကနေတွန်းချလိုက်တယ်နှစ်ယောက်စလုံးလိမ့်ကြပြီးတော့အောက်ကိုကျသွားကြတယ်နှစ်ယောက်စလုံးခေါင်းတွေကွဲသွားပြီးခေါင်းတွေက နေတွေးထွက်လာတယ် နှစ်ယောက်စလုံးဆူဆူဝါဝါအော်နေကြတယ်။သူတို့ရဲ့အတန်းကိုကြားပြီးတော့မမြန်လို့အိမ်ချံဝင်းထဲကနေအသွင်းကိုဝင်လာလိုက်တယ်။ဖះရီဘာဖြစ်သွားတာလဲ။သူမတို့နှစ်ယောက်ကိုမြမြန်ဆန်ဆန်ဆေးရုံကိုပို့လိုက်တယ်။ဆရာဝန်ကကူတမှုအတွက်ကျပ်သိန်း20တောင်းနဲ့မမြန်တို့ကသူ့ခမရပေးခဲ့တဲ့အဆောင်တစားအားလုံးကိုရောင်းပြီးတော့ကျပ်သိန်း20စုဆောင်းကဆေးရုံမှာငွေချေလိုက်တယ်။ ဒေါ်သည်နဲ့ဒေါ်တွေတက်တာပြီးအိမ်ပြန်ရောက်လာခဲ့တယ်။သူတို့ပြန်ရောက်လာတဲ့ခါမှာတော့မမျက်နှာကအိမ်မှာပူစော်ပွဲလုပ်တယ်။ပူစော်ပွဲဆလာနဲ့ဒေါ်လာလာရဲ့ထိုင်ကုန်းကအရက်လှုပ်လာတယ်။လေပြင်းကြီးတွေတိုက်ခိုက်လာတယ်။ဖေရီဘာဖြစ်နေတာလဲ။ဒီအိမ်မှာတဆေရှိနေတယ်လို့ပဲ။တင်မှန်နေ။ဒီအိမ်မှာတစုံတယောက်ရဲ့အရေးကလှဲ့လဲနေတယ်။ပုံနာကြီးကမန္နာရွတ်ဖို့စားလိုက်တယ်။မန္နာရဲ့အစွမ်းကြောင့်ဒေါ်လာလာကတဆေအသွင်းနဲ့ပေါ်လာခဲ့တယ်။တင်ဘူးလေ။ ဒီကလေးတွေကိုဒုက္ခပေးနေတာဘာကြောင့်လဲကျမကဒေါ်လှလာပါဒေါ်တန်းနဲ့ဒေါ်ထွေးကြောင်ကျမတေးရတာကျမကဒီနှစ်ယောက်ကိုတင်ကန်းစာပေးဖို့နဲ့ကျမရဲ့အကြီးဆုံးတမတ်ကိုကူညီဖို့အတွက်ပြန်ရောက်လာတာမဟုတ်ဘူးမဟုတ်ဘူးကျမတို့ဘာမှမလုပ်ပါဘူးမဟုတ်ဘူးဆိုပြီးတော့မညာကြနဲ့နင်တို့နှစ်ယောက် ပြောစမ်းလှေကားတွေပေါ်မှာစီကိုဘသူကဘာကြောင့်တုံခဲ့တာလဲပြောစမ်း တင်တို့ငါ့ရဲ့အဆောင်တစားတွေနဲ့အိမ်ဆောင်ရွက်စာတန်းတွေကိုခိုးယူဖို့မမျက်တို့ရဲ့အခန်းတွေကိုမတွားခဲ့ဘူးလားပျော်စံတင်တို့ကျမကိုတေးချိန်မှတော့စွန့်ပြစ်ထားခဲ့ပြီးကျမကိုကယ်ဖို့မလာခဲ့ကြဘူးမဟုတ်မဟုတ်ပုံနာကြီးဒါတွေအားလုံးက အမှန်မဟုတ်ဘူးကဝေးကကျမတို့နှစ်ယောက်စလုံးရဲ့သပင်ကိုဆွဲကင်လိုက်တယ်အမှန်ကိုပြောအမှန်ကိုမပြောလို့ရှင်ရင်တင်တို့နှစ်ယောက်စလုံးရဲ့သပင်ကိုဆွဲကင်လှည့်ပြမယ်ပြောမယ်ပြောမယ်ဒေါ်တန်းနဲ့ဒေါ်ထွေးတို့က အကြောင်းအရာအားလုံးကို အမှန်တိုင်းပြောပြတယ်။ကျမတို့ကို ခွင့်လွှတ်ပါအခုကျမတို့ပြုပြင်သွားပြီ။မနေ့ကမမြန်တို့တော်တော်ကအဆောင်တစားအားလုံးကိုရောင်းပြီးကျက်သိန်း20နဲ့ငွေသွင်းပေးချေခဲ့တဲ့ချိန်မှာအဲ့ဒီချိန်မှာကျမတို့ရဲ့အမားတွေကိုတိတိတသားသတိထားသွားမိပါတယ်။အခုကျမတို့အားလုံးစုပေါင်းနေတိုင်းကြမယ်။ငါမင်းတို့နှစ်ယောက်ပေါ်ကိုယုံကြည်မှုမရှိဘူး။အမေအမေမှာကျမအပေါ်ယုံကြည်မှုရှိတယ်မလား။ ဒီနေ့ရောက်တကယ်ကိုပြောင်းလဲသွားပါပြီသူတို့ကိုလှုပ်လိုက်ပါတော့မမြန်တို့ရဲ့အားထုတ်မှုအပြင်နဲ့စီယုံပြောဆိုမှုကြောင့်ဒေါ်လာတာကသူမရဲ့စကားကိုလက်ခံပြီးအဲ့ဒီကနေထွက်ခွာသွားခဲ့တယ်။ဒေါ်တန်းနဲ့ဒေါ်ထွေးတို့ကတော့သူတို့လုပ်ခဲ့တဲ့အရာတွေတော့အယံနောင်တရကြတယ်။ပြီးတော့ပြုတ်ပြင် ပြောင်းလဲသွားကြတယ်။အဲ့ဒီနောက်ပိုင်းသူမတို့တုံးယောက်ကညီမတွေလိုမျိုးနေထိုင်ကြပါတယ်။အလုပ်အကုန်လုံးကိုစုပေါင်းလုပ်ကင်ကြပါတယ်။